အနောက်ဘက်ကမ်းခြေဒေသကိုသိမ်းယူအစ္စရေးကိုထောက်ခံမှုအလုံးရုတ်သိမ်းတော့မယ်လို့အမေရိကန်ကပြောပါတယ်နောက်ဘက်ကမ်းခြေဒေသကိုသိမ်းယူမယ်ဆိုရင်တော့အစ္စရေးကိုထောက်ပံ့ယက်တိနေမှုအလုံးမိမိတို့ရုတ်သိမ်းမယ်လို့အမေရိကန်သံတမန်ထရန့်ကပြောလိုက်ပါတယ်။အစ္စရေးတက်လက်တုံ့လုပ်ဖွယ်ရာကိစ္စဖြစ်ပါတယ်။အမေရိကန်ရဲ့ထောက်ပံ့တာရုတ်သိမ်းလိုက်မယ်ဆိုရင်တော့အစ္စရေးဟာအာရဗ်ကမ္ဘာမှာမလွယ်ကူတဲ့အခြေအနေကြားရောက်သွားနိုင်ပါတယ်။ပါလက်စတိုင်းနယ်မြေတစ်ခုဖြစ်တဲ့နောက်ဘက်ကမ်းဒေသကိုနိုင်ငံပိုင်နဲ့တည်းသွတ်သွင်းတင်ကြောင်း အစ္စရေးလက်တော်မှာမဲခွဲဆုံးဖြတ်ပြီးတော့အတည်ပြုခဲ့ပါတယ်လရဆုံးမျိုးသားရေးဝါဒီနိုင်ငံရေးသမားတွေကဥဆောင်တင်သွင်းတဲ့အဆိုတွေဟာနောက်ဘက်ကမ်းခြေဒေသတွေကအစ္စရေးအင်အားတွေရှိနေတဲ့ကျယ်ပြန့်တဲ့ area ကိုသိမ်းဖို့နောက်တစ်ခုကနောက်ဘက်ကမ်းခြေဒေသတခုလုံးသိမ်းဖို့အဆိုတွေဖြစ်ပါတယ်။ ဒါဟာလွတ်တော်တွေမှာသူ့ဘာသာသူလုံနေတဲ့ကိစ္စတွေဖြစ်ပါလေခရိုင်ရဲ့မဟာမိတ်ဖြစ်တဲ့အစ္စရေးဝန်ကြီးချုပ်ဗဂျမင်နေတာညာဟုကတော့အဲ့ဒီလွတ်တော်မဲခွဲမှုတွေဟာအမေရိကန်နဲ့အစ္စရေးကြားကကောင်းမွန်တဲ့စစ်ဆင်ရေးကိုဂျာဝင်ခလောက်ဆန်ဖို့တိုက်ခန့်အင်အားစုတွေရဲ့အဖြတ်သဘောလုံးဆောင်ချက်ပါလို့ဝေဖန်ပါတယ်မိမိတို့အစိုးရအနေနဲ့အဲ့ဒီလိုဆန်တော့မရှိပါဘူးဆိုပြီးတော့ဗဂျမင်နေတာညာဟုကပြောပါတယ် ။မြတ်တော်မဲခွန်းမှုတွေမှာမဲမဲပေးပဲဂျားနေကြဘူးလေ။နေတာညာဟုကသူ့ရဲ့ liquid party ဝင်အမတ်တွေကိုညွှန်ကြားပါတယ်။နောက်တော့ထရန်ကအစ္စရေးလွတ်တော်ရဲ့အာထုံးမှုတွေနဲ့ပတ်သက်ပြီးတရင်နောက်တွေအမေကိုဖြေကြားမှာနောက်ဘက်ကန်ကြီးဒေတာအရေးအတွက်စိတ်ပူစရာမရှိဘူးလို့အမှတ်ချက်ပေးတော့ပါတယ်။အစ္စရေးနောက်ဘက်ကန်ကြီးဒေသနဲ့ပတ်သက်ပြီးဘာမှလုပ်ရမှာမဟုတ်ဘူးလို့ဆိုပါတယ်။ထရန်ဟာအဲ့ဒီပါလက်စတိုင်းနယ်မြေကိုအစ္စရေးသိမ်းမှလုံးဝလက်မခံကြအောင်အင်္ဂလိပ်ကပြောထားပါတယ်။ဒီကိစ္စဖြစ်ကုန်မဖြစ်စေရဘူးဆိုပြီးတော့အာမခံကြအောင် ဒါအိုအာရဲနိုင်ငံတွေဆိုမိမိလက်ကတိပေးထားတောင်းမိမိကတိပေးထားတဲ့ကိစ္စအောက်မှာအစ္စရေးလွတ်တော်မှာအတင်းကျပ်ဇွတ်လုံမယ်ဆိုရင်အစ္စရေးဟာအမေရိကန်ရဲ့ထောက်ခံမှုအလုံးဆုံးရှုံးမိတာမှတ်ပြီးတော့လို့ဆိုပါတယ်ကာဇာငင်းကြင်းကိစ္စအတွက်အစ္စရေးကိုရောင်းနေတဲ့အမေရိကန်ဒုသမ္မတ JD Vance ကအစ္စရေးလွတ်တော်ရဲ့မဲခွဲမှုဟာမိမိတို့ကိုစော်ကားမှုပဲလို့ပြောပါတယ်။ဒါကနိုင်ငံရေးစတန့်ထွင်တဲ့လောက်ရဆိုရင်တော်တော်ယူမိုက်တဲ့ရွေးချယ်မှုလို့ပြောပါတယ်။ မိမိသဘောထားအရတော့စော်ကားမှုလို့ပြောပါတယ်လောက်ထုံးလုံးကြီးရနောက်ဘက်ကန်ဒီတာကိုတင်ဖို့စီစဉ်ကိုအကောင့်ထဲပေါ်မယ်ဆိုရင်လွတ်တော်ထဲမှာမဲပေးတဲ့အဆင့်၄ဆင့်ကိုဖြတ်ရမှာဖြစ်ပြီးကနဦးစင်ကတော့အောင်မြင်သွားပြီဖြစ်ပါတယ်နေတာညာဟုတ်က JD Max ကြီးစင်နဲ့တိုက်ဆိုင်ပြီးလွတ်တော်မှာမဲခွဲတဲ့လို့ရဟာ မရိကန်နဲ့အစ္စရေးကြားထဲမှာနိုင်ငံရေးသမားတွေကခလောက်ဆန်သွေးခွဲခြင်းနဲ့စိတ်ပျက်စရာအားထုတ်မှုဆိုပြီးပြည်ထောင်ထဏ်တော်ဝေဖန်ပါလေ။တစ်ဖက်မှာလည်းဟာမတ်စ်အနေနဲ့လက်မခံဘူးဆိုရင်မိမိတို့အခြေမိုးမှုအသင့်ဖြစ်နေပြီဆိုပြီးသမားထရန့်ကဟာမတ်စ်ကိုတတိပေးနေပါတယ်။အရှေ့လေပိုင်းမှာရှိတဲ့အမေရိကန်ရဲ့မိတ်ဘက်နိုင်ငံတွေဟာဂါဇာကမ်းမြောင်ကိုတဖုံနေစေလွတ်ဖို့အစဉ်အသင့်ရှိတယ်လို့သမားထရန့်ကတတိပေးနေပါတယ်။ဟာမတ်စ်လက်နက်ကင်ဖွဲ့ဟာဂါဇာငြိမ်းချမ်းရေးအစီအစဉ်ချိုးဖောက်နေတဲ့ကိစ္စမရက်တမ်းမှုဆိုရင်တော့ ရှင်ဆိုင်တက်ခတ်မှုတွေလုပ်ဖို့တောင်းဆိုလိုက်တာနဲ့ဂါဇာကိုမိဘနိုင်ငံတွေရဲ့တပ်ဖွဲ့ဝင်တွေရောက်လာမယ်လို့ဒေါ်နယ်ထရန့်ကသတိပေးပါတယ်။ဂါဇာငြိမ်းချမ်းရေးစီစဉ်ကိုဆက်လက်အကောင်အထည်မဖော်ဘူးဆိုရင်လှစ်လို့ရှုမယ်ဆိုရင်ဟာမတ်စ်လန်တကိုင်ဖွဲ့ကိုမြေပြတ်ချေမှုသွားမယ်လို့ဒေါ်နယ်ထရန့်ကသတိပေးပြောဆိုခဲ့ပါတယ်။ဒေါ်နယ်ထရန့်ဟာအရှိလေပိုင်းမှာရှိတဲ့ကျွန်တော်တို့ရဲ့မိဘနိုင်ငံတွေကဂါဇာကိုတပ်ဖွဲ့တွေပို့ဖို့အစဉ်သင့်ဖြစ်နေပါပြီ။ကျွန်တော်တောင်းဆိုလိုက်တာနဲ့ဂါဇာကိုတပ်ဖွဲ့တွေချက်ချင်းရောက်လာလိမ့်မယ်လို့သတိပေးထားတာဖြစ်ပါတယ်။